မိဘုံမြန်ပွဲတွေကျင်းပနေတဲ့တောင်ကြီးမြို့ကအဝေးရာကွင်းမှာပြုလုပ်မဲ့တောင်ကြီးသတင်းကျုပ်ဂီတပွဲအနီကိုညာစီရန်အဖြစ်မဖြစ်မနေတွားရောက်ရောင်းချကြဖို့စစ်ကောင်စီကအမိန်ပေးထားပါတယ်။အဲဒီဂီတပွဲကိုလာမယ့်အောက်တိုဘာလ၄ရက်နေ့ကနေ၆ရက်နေ့ထိကျင်းပပြုလုပ်သွားဖို့ရှိနေတာမို့အခုလိုညာစီကဈေးတဲ့တွေကိုရှမ်းပြည်အစိုးရနဲ့စီပင်က အမိန်ပေးထားတာပါ။တောင်ကြီးမြို့ရဲ့ညာစီနှစ်ခုဖြစ်တဲ့ Night 38ညာဈေးနဲ့ကံမောစညာဈေးတွေမှာရောင်းချတဲ့ညာဈေးတယ်များအနေနဲ့ဂီတပွဲကျင်းပမဲ့နေရတွေမှာမဖြစ်မနေပြောင်းရွှေ့ကဈေးရောင်းချကြရမှာပါအဲ့ဒီဂီတပွဲကို စီကားစေဖို့စီပင်ကနေဖိအားပေးထားပြီးတော့မရောင်းချဘူးဆိုရင်လက်ရှိရောင်းချနေတဲ့ညာဈေးတွေမှာဈေးရောင်းချခွင့်နှစ်လပိတ်မယ်လို့လဲချိန်ချောက်ထားပါတယ် ဂီတာပွဲကျင်းပနေစဉ်အတွင်းညဈေးနှစ်ခုလုံးကိုပိတ်ပေးထားရမှာဖြစ်ပြီးတော့ဂီတာပွဲမှာဈေးရောင်းချဖို့အတွက်ကိုလည်းဆိုင်းနေရာကိုတရက်အကျပ်9000နဲ့စီပင်ကနေတဆင့်နေရာပြန်ဝယ်ပြီးဈေးရောင်းရမှာပါ